ဆက်ရောနိုင်ရောတော့မရောနိုင်ငါနေ့ရဲစခန်းနဲ့ခိုင်းထဲမှာတော့ပြောပြီးသားကျွန်မဘုဆက်ဘစ်ကမားကလေးလည်းနေမကောင်းလို့စိတ်ကိုနေရတာလာမပြောနဲ့နင်တို့ဟာဒီထားလေးလာမပြောငါတို့အုံတော်ထဲမှာလာရေးမရှိဘူး။ငါဆက်ရပစ္စည်းခေါ်ရတယ်မှာလာပြန်လို့ချင်းနေတာပဲ။ဆက်မကြည့်ဘူးထဲလေထဲ။အေးထဲမှာ။ဟေးလောက်ပါအနည်းလောက်ရင်ရွေးမှုနဲ့လာပြီးအသားဖိုင်ချင်းမှာငါတို့ဆက်။လောက်လောက်ရကျွန်မဆက်။အဲ့ခန်းတော့ခန်းလာ you get ကြိုးလာရင်ရွေးတော့။အသားဖိုင်ယူပြင်မယ်။ကျိုးနေရဲ့ကျိုးနေရဲ့။ ားပွဲမင်္ဂလာပါရှင်။ကျမကတော့အထက်တန်းရှိနေတော့ EP နင်းမဲ့ဖြစ်ပါတယ်။မိကုန်းလေးတခုမေးမြန်းထားတာပါ။ဆရာမရဲ့အခုဖြစ်နေတဲ့ anti သားမျိုးကိုသုံးသပ်ပေးပါအောင်ဗျာတဲ့။သူများဆိုင်မှာခိုးမိလို့ခိုးမိလို့တဲ့ဆိုင်ရှင်ကနှိမ့်ဆက်တာတဲ့တရားပြန်ဆွဲလို့ရပါသလားတဲ့။ဒီမိကုန်းလေးကိုဖြေချပေးရမယ်ဆိုလို့ရှိရင်အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့ပစ္စည်းခိုးတဲ့ဆွဆွဲပြီးအမျိုးသမီးနဲ့ကလေးငယ်ကိုလမ်းဘေးတက်တိုင်ကျူးတုတ်ခဲ့တဲ့ဆိုင်ရှင်ရဲ့လုံရက်နဲ့ပတ်သက်ပြီးအထက်တန်းရှိနေတယောက်မှပြောလာသည်မူ အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာပစ္စည်းခိုးတယ်ဗောနော်အခု line ပေါ်မှာကျွန်မလည်းတွေးလိုက်တယ်ဗောနော်ပစ္စည်းခိုးတာကိုမိသွားတဲ့အခါမှာဒီဆိုင်ရှင်အမျိုးသမီးကနေပြီးတော့အဲ့ဒီခိုးတဲ့သူကိုဗောနော်ဇပင်ဆွဲထားတာတို့ဒီလိုမျိုးနှိပ်စက်ထားဗောနော်ပြီးတော့ video file ကိုရိုက်ပြီးတော့တင်ထားတာတွေ့တယ်ခလေးလေးလဲပါတယ်ဗောနော်ဖမ်းပြီးတော့သူကနေပြီးတော့ရိုက်နှက်ထားတယ်ပြီးသွားတဲ့အခါမှာဗီဒီယိုရိုက်ထားတယ် line ပေါ်မှာတင်ထားတယ်เนาะအဲဒီခလေးတယောက်လည်းပါတာတွေ့ရပေါ့เนาะအဲ့ဒီအခါမှာ ဲ့သူကဥပမာသူ့ရဲ့ပစ္စည်းကိုပေါ့နော်ခိုးတယ်ခိုးတယ်ဆိုလို့ရှိရင်သူ့ကိုခိုးမှုနဲ့အရေးယူလို့ရတာဖြစ်တယ်။ကိုကနေပြီးတော့အဲ့လိုမျိုးရိုင်းနှက်နှိပ်စက်ခွင့်မရှိပါဘူးနော်။ဘာဖြစ်လို့လဲဆိုတော့ခိုးမှုနဲ့အရေးယူလို့ရတာဖြစ်တဲ့အခါမှာကိုယ့်ရဲ့ပစ္စည်းကိုခိုးသွားတယ်ခိုးသွားတာဖြစ်တဲ့အတွက်ယာစွန့်ကျင်ထုံးပေါ့နော်။ယာစွန့်ကျင်ထုံးဥပဒေပုံမှန်59မှာဆိုလို့ရှိရင်အရက်သားကနေပြီးတော့ဖန်စီခွင့်ရှိတယ်။ပြီးသွားတဲ့အခါမှာဒီဒီအကြောင်းမဲ့ပေါ့နော်။နှောင်နှေးကြံ့ကြာခြင်းမရှိဘဲနဲ့ဒီ ခိုးတဲ့သူကိုပေါ့နော်ခိုးတဲ့သူကိုရဲတယောက်ယောက်ရဲ့လက်ကိုအပ်ရတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းနီးစက်ရရင်စက်ခံပို့ရတယ်ပေါ့နော်ဒါကရာဇဝကျင်ထုံးဥပဒေ59မှာဖော်ပြထားတာပြီးတော့တဲ့အခါမှာဒီသူကနေပြီးတော့ရိုက်နှက်လိုက်တယ်ရိုက်နှက်တဲ့အခါမှာတက်ဖက်သားဟောပေါ့နော်သုံးတဲ့လက်နဲ့ပြီးတဲ့အခါမှာရရှိတဲ့ဒဏ်ရာပေါ်မှာမူတည်ပြီးတော့ရိုက်နှက်ခြင်းခံရတဲ့သူကသူ့ကိုရိုက်နှက်တဲ့သူကိုပေါ့နော်ပြန်ပြီးတော့အေးအေးယူလို့ရတာဖြစ်တယ် ပြီးသွားတဲ့အခါသူကဒီလိုမျိုးရိုင်းတဲ့ယုံနေမကသေးဘူးဗီဒီယိုဖိုင်ဗီဒီယိုရိုက်ပြီးတော့ပေါ့နော်လိုင်းပေါ်ကိုတင်တဲ့အဲ့ဒီအခါမှာဆက်သွယ်ရေးဥပဒေပုံမှာ66ဂါကြီးအရာအေးအေးယူလို့ရတာဖြစ်တယ်ပြီးသွားတဲ့အခါမှာခလေးခလေးကိစ္စပေါ့နော်ခလေးကိစ္စကိုပြောမယ်ဆိုလို့ရှိရင်အဲ့ဒီခလေးလေးကိုသူကနေပြီးတော့စိတ်ပိုင်းဆိုင်ရာအကျန်းဖတ်တာရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာအနိုင်ကျင့်နှိပ်ကွက်တာပေါ့နော်ပြီးတဲ့အခါမှာရိုက်နှက်တာအဲဒါမျိုးတွေပါလာခဲ့မယ်ဆိုလို့ရှိရင်လေခလေးတဲ့ငယ်ခွင့်ရများဆိုင်ရာဥပဒေပုံမှာတရားရဲ့ကကြီးမှာဖော်ပြထားတယ်တရားရဲ့ကကြီးအရာ သူက နေပြီးတော့အရေးလို့ရမှာဖြစ်ပါတယ်ဒါကခလေးကကြတော့ခလေးရဲ့မိဘပဲဖြစ်ဖြစ်ခလေးရဲ့အုပ်ထိန်းသူတယောက်ရပဲဖြစ်ပေါ့နော်ဒါကအမှုဖွင့်တိုင်တန်းလို့ရတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလိုမျိုးကိစ္စတစ်ခုဖြစ်တဲ့အခါမှာဒီသူ့အမားနေပြီးတော့ကို့အမားဖြစ်သွားတာပေါ့နော်အခုဖြစ်သွားတတ်တယ်ပေါ့ ကိုကတကယ်လို့ကိုးဆိုင်ရနေပြီးတော့လာခိုးတယ်မိသွားတယ်ဆိုလို့ရှိရင်လည်းဒါကရဲစခန်းမှာသွားရောက်တိုင်တန်းပြီးတော့အမှုဖွင့်လို့ရတယ်။ကိုကဖမ်းထားတယ်ဆိုရင်လည်းခုနကပြောသလိုမျိုးပေါ့နော်။တခါတည်းရဲလက်ကိုအဲဒါမှမဟုတ်ရှင်နေဆက်ရဲစခန်းကိုပို့ပြီးတော့အရေးယူလို့ရတာဖြစ်တယ်။အခုလိုမျိုးလုံလိုက်တဲ့လုံရဲပေါ်မှာဆိုလို့ရှိရင်လည်းတစ်ဖက်ကနေပြီးတော့ပြန်ပြီးတော့အရေးယူခြင်းခံရနိုင်ပါတယ်လို့ဖြေကြားပေးလိုက်ရပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။